ချစ်တော်မိတ်ဆွေပေါင်းတို့မင်္ဂလာပါယခုလိုမင်္ဂလာနေ့ရက်တစ်လင်မှာပြန်လဲပြီးတော့ဘုရားကောင်းကြီးတင့်တဲ့သူကျွန်တော်အားလုံးစေရုပ်ကိုပါရှင်လန်းဝမ်းမြောက်ကြရအောင်ဟောဘုရားသခင်ကကျွန်တော်ကိုနေ့ရက်စဉ်တိုင်းနေ့ရက်သေးတွေနာရီသစ်တွေစက္ကန့်သစ်တွေကျွန်တော်ပေးတယ်အသက်တာသစ်ကိုကျွန်တော်ပေးတယ်ဒါဒီနေ့ကျွန်တော်ရဲ့တက်တာမှာနှလုံးသားလေးတစ်ချက်ခုန်လိုက်တိုင်းဘုရားကိုယ်တော်ကိုချီးမွမ်းဖို့ရန်အတွက်အရန်ရည်ကြည့်တယ်ကျွန်တော်နှလုံးရသွားတဲ့အချိန်ကဘုရားချီးမွမ်းဖို့ရန်အတွက်လုံးဝမတတ်နိုင်တော့ဘူးအဲ့ဒီနေ့ကျွန်တော်အသက်ရှင်နေကာလမှာဘုရားကိုယ်တော်ကိုအားရပါရချီးမွမ်းပြီးတော့ ကျွန်တော်ဖျား၌အမြဲတမ်းပဲမွေ့လျော်တယ်ပြီးတော့တက်ရှင်ကြရအောင်ခြေတိုင်မိတ်ဆေပေါင်းတို့ဒီနေ့မှလည်းပဲတင့်ကိုကယ်တင်ခဲ့တယ်ပြီးခဲ့တဲ့ရက်ကတော့တင့်ကိုအဖို့ခတန်ဖို့မဖြတ်နိုင်တဲ့ဖျားသခင်ရဲ့စုကျေစုအကြောင်းကိုကြားရတဲ့ခါမှာဒီနေ့ဖျားသခင်ကတော့ရှင်ကျွန်တော်တို့အတွက်အဖို့ခပေးပြီးတော့လာရောက်ကယ်တင်ခဲ့တဲ့ဖျားသခင်ကဘလောက်ကျွန်တော်ပုံမှာမေတ္တာကြီးမားတယ်လေဒီနေ့ပြောသွားမယ့်နောက်ကဘတော်ရဲ့ခေါင်းစဉ်ကတော့လူအတွက်ဘုရားသခင်ကဘယ်လိုဒုက္ခတွေခံစားခဲ့ရတယ်လဲ ီနေ့ကျွန်တော်လူသားတွေအတွက်ဘုရားသခင်ဘလောက်ဒုက္ခခံစားခဲ့ရလဲပြန်လဲစဉ်းစားကြည့်အောင်မျက်စိတက်မှလည်းပဲမြင်အောင်ကြည့်ပါတမန်ကျမ်းစာကိုကျွန်တော်ဖတ်ရှုလေ့လာတဲ့အခါမှာဘုရားသခင်ကကျွန်တော်အတွက်ဘလောက်ဒုက္ခတွေခံစားခဲ့ရလဲနော်ခမဲတော်ဘုရားသခင်ကလည်းပဲသူ့ရဲ့သားတော်ကိုဒီကမ္ဘာလောကကိုဆေးလို့ရတယ်ဆေးလို့ရတဲ့အခါမှာသားတော်အတွက်ဘလောက်ဒုက္ခခံစားခဲ့ရလဲသားတော်ဒီကမ္ဘာလောကကိုရောက်လာတဲ့အခါမှာကျွန်တော်ကိုကယ်တင်တော်မူတဲ့ကယ်တင်ရှင်ကလည်းပဲကျွန်တော်တို့အတွက်ဘလောက်ဒုက္ခတွေခံစားပြီးမှ သူကဆိုရှင်ကျွန်တော်တို့ကိုလွတ်မြောက်အောင်လှုပ်ဆောင်ပေးခဲ့တာလေဒါဒီနေ့အနာခံပြီးမှကျွန်တော်တို့အသာဆန်းအောင်ဖန်တီးပေးတော်မူခဲ့တဲ့ဘုရားသခင်ကဘလောက်ကျွန်တော်ပေါ်မှာမွန်မြတ်တဲ့ဘုရားလဲနော်ကျွန်တော်ပေါ်မှာကြီးမြတ်တော်မူတဲ့ဘုရားလဲဆိုတာဒီနေ့ကိုယ်တိုင်ကအမြဲတမ်းပဲသိတာခံစားသိရှိခံစားပြီးတော့တကယ်ဘုရားကိုယ်တော်ကိုအမြဲချီးမွားဖို့ရန်အတွက်အရန်ကြီးတည်ပါတယ်ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒါကြောင့်ဟေရှာနာဂတိကျမ်းခန်းကြီး53ပိုင်းငယ်9ကိုကြည့်တဲ့အခါမှာထိုးသူသည့် ငါတို့လွန်ကျူးခြင်းအပြစ်များကြောင့်နာကျင်စွာထိုးခြင်းနှိပ်စက်ခြင်းကိုခံရလေ၏ငါတို့ဤငြိမ်းသက်ခြင်းချမ်းသာကိုဖြစ်စေသောဆုံးမခြင်းသည်သူ့အပေါ်သို့ရောက်၍သူခံရသောဒဏ်ချက်အဖြစ်ငါတို့သည် အနာပြောက်ရရဲ့ရှိ၏နော်ကျွန်တော်တို့နာနေတဲ့အနာတွေအပြစ်ရဲ့နာစာတွေကိုပြောက်ဖို့ရန်အတွက်ကိုးသနိုင်ဖို့ရန်အတွက်အနှိပ်စက်ခံရတာက ကျွန်တော်တို့ရဲ့ကယ်တင်ရှင်ယေရှုခရစ်တော်ပဲ ီကမ္ဘာကလောကကိုသူလာတဲ့ခါမှာကျွန်တော်တို့လူကျွန်းချင်း အပြစ်များကြောင့်တဲ့နာကျင်စွာထိုးနှက်ခြင်းခံခဲ့ရတယ်နော်ရိုက်ချင်းတွေခံခဲ့ရတယ်နော်အမျိုးမျိုးကျိန်ဆဲခြင်းတွေခံစားခဲ့ရတယ်အမျိုးမျိုးကဲ့ရဲ့ခြင်းတွေခံစားခဲ့ရတယ်ရှုတ်ချခြင်းတွေခံစားခဲ့ရတယ်အမျိုးမျိုးပြစ်တင်ခြင်းတွေခံစားခဲ့ရတယ်ဒါမှကပါနဲ့နှိပ်စက်ညှင်းဆဲခြင်းတွေခံစားခဲ့ရတယ်နော်အဲဒီလိုမျိုးဒဏ်ချက်တွေနဲ့ အမျိုးမျိုးတန်ရာစိတ်တန်ရာကိုယ်တန်ရာတွေရခံပြီးမှကျွန်တော်တို့ကိုကယ်နှုတ်ခဲ့တဲ့ဘုရားသခင်ကဘလောက်ကျွန်တော်ပေါ်မှာကြီးမြတ်တယ်ငါတို့ရဲ့ငြိမ်သက်ခြင်းချမ်းသာကိုဖြစ်စေခြင်းကကျွန်တော်တို့ရဲ့ငြိမ်သက်ခြင်းချမ်းသာအေးမြခြင်းအတ္တတာချမ်းသာခြင်းအတ္တတာငြိမ်ချမ်းခြင်းအတ္တတာကိုရှားဖို့ရန်အတွက်ခရစ်တော်ယေရှုကဆိုရှင်ကျွန်တော်ဘုပေါ်မှာ ရောက်ရှိလာမဲ့ဒီမကောင်းတဲ့ဒိဋ္ဌာယုံတွေအားလုံးကိုသူ့ပေါ်မှာဖြစ်စေသေးပြီးမှ ကျွန်တော်ကိုအနာကင်းပြဖို့ရန်အတွက်သူဟာကုသပေးခဲ့တာဖြစ်တယ်နော်ဒါဟာဖရာသခင်ရဲ့ကြီးမားတော်မူတဲ့မေတ္တာဖြစ်တယ်ကိုရောဖရာသခင်ရဲ့ကြီးမားတော်မူတဲ့မဟာမေတ္တာတော်ဟာဒီနေ့ကျွန်တော်ကိုထိုက်ထိုက်တန်တန်နဲ့ပေးခဲ့တာဖြစ်တယ်နော်အဲ့ဒီထိုက်တန်တိုက်တန်ပေးထားတဲ့ဒီကရုဏာတော်မေတ္တာတော်ကိုဘုသူတွေခံစားနေရတယ်ယနေ့ကျွန်တော်တို့ခံစားရတယ်ကဘာသူကဘာသားချစ်တဲ့မိတ်ဆွေတင်ပါခံစားနေရတာဖြစ်တယ်ဒါကြောင့်ဟေရှာနာဂရိယခန်းကြီး93ပိုင်းငယ်8ကိုကြည့်တဲ့အခါမှာ မတရားစီရင်ခြင်းအပြင်သူ့ကိုထုတ်သွားကြ၏အသက်ရှင်သောသူတို့၏နေရာမှသူ့ကိုတုတ်တင်ပယ်ရှင်းသည်ဖြစ်၍သူ၏အမျိုးနယ်ကိုအဘယ်သူညှို့ပြမည်နည်းငါ၏လူမျိုးဖြစ်ကြောင်းဒဏ်ခတ်တော်မူခြင်းကိုခံရလိမ့်မည်เนาะဒါကြောင့်ဒီနေ့ခရစ်တော်ဘလောက်ပဲဒီကမ္ဘာလောကကိုလာတဲ့ခါမှာကောင်းတာတွေဘလောက်ပဲလုပ်ခဲ့လုပ်ခဲ့ ကောင်းတဲ့အတွက်ကြောင့်လူတွေကသူ့နောက်ကိုလိုက်ကြတာဖြစ်တယ်အနာရီငိမ့်ချင်လုံးတို့သူ့နောက်ကိုလိုက်ကြတာဖြစ်တယ်ကောင်းညာကောင်းချောင်းတရားတွေကိုနားထောင်ချင်လုံးတို့သူ့နောက်ကိုလိုက်ခဲ့ကြတာဖြစ်တယ်ဒုဗေတော်ညာလည်းပဲအဲ့ဒီသူတွေကဘာဖြစ်လဲခရစ်တော်ကို မတရားစီရင်ခြင်းအပြင်သူ့ကို ထုတ်သွားကြတယ်နော်မတရားစီရင်တယ်တရားစီရင်တာမဟုတ်ဘူးနော်မတရားစီရင်တာဘာမှအပြစ်မရှိဘူးအပြစ်တစိုးတစ်ဆက်လေးမှမရှိဘူးပိလမင်းထံမှာရောက်တယ်ပိလမင်းစစ်ဆေးတယ် ခရစ်တော်ကားဆိုရှင်အပြစ်ရှိလားမရှိဘူးလား तू စစ်ဆေးတယ်ဘာအပြစ်မှမရှိဘူးနော်အပြစ်မှမရှိဘူးဒါပေမဲ့အပြစ်မရှိတဲ့အပြစ်မရှိတဲ့သူကိုအပြစ်သားတယောက်ပမာလူတွေကမြင်နေကြတယ်နော်လောဝဇာဇဝိသားပမာမြင်ပြီးမှယာဇဝိကောင်ကဲ့သို့ပဲသူတို့တွေကလောဝထင်မြင်ယူစပြီးတော့ပိလတ်မင်းကိုယ်တိုင်ကနောက်ဆုံးမှာအပြစ်မရှိတဲ့ယေရှုခရစ်တော်ကိုယာဇဝိသားကဲ့သို့သူကဆိုရှင် အပြစ်စီရင်ခဲ့တာကိုတွေ့ရလိမ့်မယ်မတရားစီရင်ခြင်းအပြင်เนาะခရစ်တော်ကိုတရားစီရင်ခဲ့တာတွေ့ရလိမ့်မယ်ခရစ်တော်ကိုတုတ်တင်ပယ်ခရှင်းခဲ့တာတွေ့ရလိမ့်မယ်ချစ်တဲ့မိတ်ဆွေဒါဟာဘသူအတွက်ကြောင့်လဲဒီနေ့ချစ်တဲ့မိတ်ဆွေတင့်အတွက်ကြောင့်ကျွန်တော်အတွက်ကြောင့်เนาะကဘာမိုးမြေစက်ကြဝဠာလုံးမှာရှိတဲ့လူသရဝါတွေအားလုံးအတွက်เนาะဒီကဘာမြေပြင်ပေါ်မှာရှိတဲ့လူသရဝါအားလုံးအတွက်ခရစ်တော်ယေရှုကအနုနာခံအနစ်နာခံပြီးမှ မတရားစီရင်ခြင်းကိုခံစားပြီးတော့သူကိုယ်တိုင်ကကျွန်တော်တို့အတွက်เนาะရွေးချယ်ခဲ့တာဖြစ်တယ်ချစ်တဲ့မိစေပေါ့မို့ဒါကြောင့်ဒီနေ့ကျွန်တော်ရဲ့အသက်တာမှာလို့ရှိရင်ခရစ်တော်ရဲ့ကြုံကြိုက်ခဲ့ရတယ်เนาะဒုက္ခဆင်းရဲတွေခရစ်တော်ကြုံကြိုက်ခဲ့ရတဲ့မတရားစီရင်ခြင်းခံစားရတဲ့အရာတွေနှိမ့်ဆက်ညှပ်ပန်းနှိမ့်ဆက်ခြင်းတွေနာကျင်စွာထိုးနှက်ခြင်းတွေဒီအရာခတ်သိမ်းတာ ချစ်တဲ့မိတ်ဆွေတင်းမျက်စီတဲ့မှာပြန်လဲပြီးတော့မြင်ရောင်ပြီးတော့တွေးအတွေးတဲ့မှာတင်းရဲ့အတွေးတဲ့မှာပြန်စဉ်းစားလိုက်မယ်ဆိုရင်အဲ့ဒါကဘသူအတွက်မှမဟုတ်ဘူးတင်းအတွက်ပဲဖြစ်တယ်နော်တင်းအတွက်ကြောင့်ခရစ်တော်လာခဲ့တယ်တင်းအတွက်ကြောင့်ခရစ်တော်ယေရှုဒီကမ္ဘာလောကကိုဆင်းသက်လာခဲ့တယ်တင်းအတွက်ကြောင့်သူကထိုးနှက်ခြင်းခံစားခဲ့ရတယ်ကျွန်တော်အတွက်ကြောင့်သူကနှိပ်စက်ခြင်းခံစားခဲ့ရတယ်ဒါမှမဟုတ်လူသားအားလုံးအတွက်ကြောင့်ခရစ်တော်ယေရှုကဆိုရှင်မတရားစီရင်ခြင်းကိုခံစားခဲ့ရတယ် အဲ့ဒီမတရားမှုတွေကြားတဲ့ကနေမှကျွန်တော်အားလုံးတရားတဲ့ဘက်ကိုရောက်လာဖို့ရန်အတွက်ခရစ်တော်ယေရှုကကျွန်တော်မတရားစီရင်ခြင်းကိုခံစားခဲ့ရတာတွေ့ရတယ်။ဒါဒီနေ့ကျွန်တော်ရတက်တာပါလို့ရှိရင်ဘုရားသခင်ရဲ့ကောင်းကြီးကကျွန်တော်ပေါ်မှာဘလောက်မြင့်မားတယ်ဘုရားရဲ့မေတ္တာတော်ကဘလောက်ကြီးမားတယ်ဒါကြောင့်ဟိရှာနာကရိယာခန်းကြီး53ပိုင်းငယ်9ကိုကြည့်တဲ့အခါမှာထိုသူသည်ညှင်းဆဲခြင်းနဲ့နှိတ်ချခြင်းကိုခံ၍နှုတ်ကိုမဖွင့်ဘဲနေ၏ အသေးတချင်းကဆောင်းသွားသောသိုးတငယ်ကဲ့သို့သူ့ကိုဆောင်းသွား၏သိုးသည်အမွေးညက်သောသူ ရှေ့မှမမြည်ဘဲနေတကဲ့သို့သူသည်နှုတ်ကိုမဖွင့်ဘဲနေ၏နော်ကျွန်တော်အပြစ်မရှိပါဘူးကျွန်တော်လူကောင်းပါဆိုတာခရစ်တော်မပြောခဲ့ပါဘူးသူ့ကိုလူတွေဘလောက်ပဲညှင်းဆဲခြင်းနှိပ်ဆက်ခြင်းနှိမ့်ချခြင်းဘလောက်ပဲပြုတ်နေပါစေသူ့နှုတ်ကနေမှပြန်လဲပြီးတော့ငါမဟုတ်ဘူးဆိုတာလဲငါမ မလုတ်ဖို့ဆိုတာလဲပြန်မပြောခဲ့ဘူးနှုတ်ရင်ငုံနှုတ်ပိတ်နေခဲ့တယ်။ဘာကြောင့်လဲကျွန်တော်တို့လောကသားအားလုံးအတွက်ကြောင့်သူကသူ့ရဲ့အပြစ်မရှိကြောင်းကိုလည်းပဲမဝင်ခံခဲ့ဘူး။ရင်ငုံနှုတ်ပိတ်ပြီးတော့သူရင်ဆိတ်ပြီးတော့ခံစားသွားခဲ့တယ်။နော်အသေးတချင်းကဆောင်းသွားတဲ့တိုးတန်ငယ်ကဲ့သို့ဘာမှအော်ချင်းမြည်တွန်းတောက်တီးချင်းလည်းမရှိဘူး။အဲ့ဒီအချင်းရကိုသူခံစားပြီးတော့သူကဆိုရှင်နောက်ဆုံးမှာ အသေးတက်ခြင်းကိုခံစားခဲ့ရတယ်။ချစ်တဲ့မိတ်ဆွေပေါင်းတို့ဒါကြောင့်ခရစ်တော်ယေရှုညင်ဆဲခြင်းနှိမ့်ချခြင်းเนาะနာကျင်စွာထိုးနှက်ခြင်းနှိမ့်ဆက်ခြင်းဒီရခတ်သိမ်းကကျွန်တော်တို့လူသားအားလုံးတွေ့သူခံစားခဲ့ရတဲ့ဒုက္ခတွေဖြစ်တယ်။သူရင်းခဲ့တဲ့ရာဟာကျွန်တော်အားလုံးတွေ့ဖြစ်တယ်เนาะသူပါတို့ရှင်ကျွန်တော်အားလုံးကယ်တင်ခြင်းဆုကျေးဇူးကျွန်တော်အားလုံးလွတ်မြောက်ခြင်းဆုကျေးဇူးကိုရရှိဖို့ရန်အတွက်သူရင်းခဲ့တဲ့ရာက ဒုက္ခနဲ့ရင်ခဲ့တာဖြစ်တယ်နော်အဲ့ဒီဒုက္ခနဲ့ခံစားပြီးတော့ရင်ခဲ့တဲ့အရာကြောင့်ယနေ့ကျွန်တော်အားလုံးကတကယ်ပဲကယ်တင်ခြင်းစုကျေးဇူးညှော်လင့်ခြင်းနဲ့ကျွန်တော်ရရှိခဲ့တာဖြစ်တယ်အဲ့ဒီလိုကြောင့်ယနေ့ကျွန်တော်ရသက်တာမှာဖရာသခင်ရဲ့ကောင်းမြတ်ခြင်းစုကျေးဇူးကိုကျွန်တော်ခံစားရတဲ့အခါမှာအဲ့ဒီအတွက်ကျွန်တော်ဝမ်းမြောက်ပါကိုတော်ဟာကျွန်တော်အတွက်ဘလောက်ထိကောင်းမြတ်တော်မူတဲ့ဖရာလဲကိုတော်ဟာကျွန်တော်အတွက်ဘလောက်ထိဆွတ်လွတ်ခဲ့တယ်ကိုယ်တော်ဟာကျွန်တော်တို့အတွက်ဘလောက်ထိ အနာခံခဲ့တယ်ကျွန်တော်တို့အတွက်နစ်နာခံပြီးတော့ကျွန်တော်အားလုံးအားဆိုရှင်အကောင်းဆုံးကောင်းရာကောင်းချောင်းကိုစံစားနိုင်ဖို့ညာအတွက်ကျွန်တော်ကိုကောင်းဆုံးเนาะသူ့အနေနဲ့ရွေးချယ်ခဲ့တာဟာဘလောက်မုံမြတ်တယ်အဲ့တို့ကြောင့်ဒီနေ့ဒီဖရာသခင်ကကျွန်တော်ကိုးကွယ်ခြင်းပြုတဲ့အခါမှာတကယ်ကိုးကွယ်တဲ့ဖရာဖြစ်တယ်တကယ်ယုံကြည်ရမယ့်ဖရာလည်းဖြစ်တယ်တကယ်ခိုးလုံးကိုးစားရမယ့်ဖရာလည်းဖြစ်တယ်ဒီဖရာသခင်မှလွဲပြီးတော့ကျွန်တော်ကိုးကွယ်ရမယ့်ဖရာလည်းပဲ မရှိနိုင်တော့ဘူးဒီဖုရားကကျွန်တော်တို့ကိုအသက်ဆွန့်ပြီးတော့အသက်ဆွန့်ဆန့်ပြားကျွန်တော်တို့ကိုချစ်တော်မူတဲ့ဖုရားဖြစ်တယ်အဲ့ဒီလိုမျိုးချစ်တော်မူတဲ့ဖုရားသခင်ကိုယနေ့ကျွန်တော်ကဆိုရှင်ကိုးကွယ်မယ်ယုံကြည်မယ်ဆိုရင်ကျွန်တော်မျော်လင့်ရမှာပြောက်ဘူးကျွန်တော်ကိုကဲတင်တော်မူတဲ့ဖုရားဖြစ်တဲ့အတွက်ကြောင့်ဘယ်တော့မှစာတန်လက်ထဲမှာကျွန်တော်နေရတော့မှာမဟုတ်ဘူးဖုရားကကျွန်တော်ကိုကယ်နှုတ်မယ်ဖုရားဖြစ်တယ်အဲ့တို့ကြောင့်ဒီနေ့ဖုရားသခင်ရဲ့ဒုက္ခခံခြင်းဟာကျွန်တော်အတွက်ကောင်းမြတ်ခြင်းစုခြေစုဖြစ်တဲ့ကယ်တင်ခြင်းစုခြေစုကိုရခဲ့တာဖြစ်တဲ့အတွက်ကြောင့် အဲ့ဒီတွေ့ကျွန်တော်အားလုံးနေ့ရက်စတိုင်စဉ်းစားတွေးခေါ်ပြီးတော့အမြဲတမ်းမျက်စိထဲမှာမြင်အောင်ပြီးတော့ကိုရောဖျားပြုတ်မှုပေးခဲ့တဲ့အရာဟာကျွန်တော်ဒီမအတွက်တကယ်လုံလောက်ပါတယ်တကယ်ကောင်းမြတ်ပါတယ်ဆိုတာကိုပြန်လဲပြီးတော့မြင်အောင်ပြီးတော့တကယ်ချီးမွမ်းခြင်းမှုပြုတ်နိုင်တဲ့ဘုရားကိုတကယ်ကိုးကွယ်ခြင်းအစိတ်နဲ့ကိုးကွယ်နိုင်တဲ့ဘုရားရဲ့သားသမီးရောက်တိုင်းဖြစ်ကြပါစေကြောင်းဆုတောင်းဆန္ဒပြုလိုက်ပါတယ်ချစ်တဲ့မိတ်ဆွေများအားလုံးဘုရားကောင်းချီးချပေးပါစေ။